ွာပေးနေတဲ့ပြိသာလုံးမင်္ဂလာပါ2025ခုနှစ်နိုဘာလ16ရက်နေ့ဗုဒ္ဓနေ့တနေ့တာလက်နေရကတောင်ရက်စန္တီရရကအနောက်ရရပွဲရရကမြောင်းရတုဖြစ်ပါလေမူလဆန်းရှင်တဲ့ကတဝိတာခနက်ခဖြစ်ပါလေတနေ့တွင်ကျိုးပြိဆာရဒီမှတည်ရှိတဲ့တနေ့လာကျိုးတူရဒီမှတည်တဲ့အင်္ဂါကျိုးပြိဆာရဒီမှတည်တဲ့ဗုဒ္ဓကျိုးပြိဆာရဒီမှနောက်ပြန်သွားပြီးတော့တည်ရှိတဲ့ ခြားသာပလီကျူကရကရာဒီမှာနောက်ပြန်သွားနေတယ်။တောက်ကြကျူကကျူရာဒီမှာတည်ရှိပြီးတော့စနေကျော်ကမေရာဒီမှာနောက်ပြန်သွားပြီးတည်ရှိတယ်။ရာဟုကျော်ကတော့ကောင်ရာဒီမှာကဲကျော်ကတင်ရာဒီမှာအသေးသေးတည်ရှိတယ်။မေတ္တာရာဒီဘွားတွေအတွက်ကံကောင်းတဲ့နေ့တစ်ခုလုံးသမျှအောင်မြင်တဲ့နေသားနဲ့တွေ့တဲ့ကံဖယုံရမယ်။မိကောင်းဆွေကောင်းထောက်ပြရမယ်။စမ်းပွက်မယ်။တိဒ္ဒရာဒီဘွားတွေမှာမှန်တဲ့တဲ့တွေ့ကွာဟမယ်။ တပတ်သူကတိပြတ်တို့ကမှလူရင်းကရင်တောင်းနေတဲ့ဆက်ပစ္စည်းပစ္စည်းများမေတော်ရာဒီဘွားတို့မှငွေချေးပြန်လုပ်ငန်းပြန်စီပွားကဘွားကထူကြစွာကျွတ်တယ်ချက်ချင်းဆုံးပြပြီးရှင်တို့တို့ကရင်တို့ရဲ့ကောင်းဆုံးချုပ်ဆက်ကိုရမယ်ကရကရာဒီဘွားတွေမှာရံများမယ်အတိုက်ခံများမယ်တပတ်သူကြောင့်သူရွက်ချက်တောင်းနေစိတ်ရှုပ်ရမယ်တရားဒီဘွားတွေအတွက်ထူးထူးခြားခြားကောင်းကျင့်ကံတွေကျွတ်တဲ့ခြင်းရှင်မယ်အပြိုင်ဆိုင်တွေများမယ် ုကိစ္စတဲ့သူဘာကိစ္စတွေကိုလိုက်တာတို့ကြိုက်ပေးနေရနေမယ်။ကံရာဒီဘာတွေမှာလက်ပွဲ့မယ်၊ကံပွဲ့မယ်၊တို့ရပြည့်စုံမယ်။မိမိအကူညီသူပေါ်မယ်၊ကိုယ်နဲ့သူဘာအကူညီတို့ကိုယ့်ရဲ့အကူညီတပတ်သူထံထည့်အောင်မယ်။တူရဒီဘာတွေမှာတော့ပြဿနာများတယ်၊ရံများတယ်၊တိုက်ခံများတယ်၊မှန်းနံတယ်၊လက်တွေ့ကွာမယ်။ခတိပြတဲ့သူတွေနဲ့တွေ့တတ်တယ်။ဒိဋ္ဌာယာတိဘာဒီမှာအရာရာဆင်ပြေမယ်၊တို့ရာပြည့်စုံမယ်၊ဘဝတွေ့တတ်မယ်၊ငွေချေကံကောင်းမယ် တနွေရာသီဘွားတွေအတွက်ခီးသွားမှုနဲ့ပတ်သက်တဲ့ခြံစီအောင်မြင်မယ်။ဝေးကွာတဲ့သူတွေနဲ့ပြန်တွေ့တတ်တယ်။အဆိုင်ဝါပဲနဲ့တို့ကပြေးနေမယ်။မကန္နရာသီဘွားတွေမှာရပိုင်ခွင့်တွေလက်ဝဲပြန်ရမယ်။ထူးထူးခြားခြားကောင်းကျင့်ကံတွေတိုးတက်ခြင်းနဲ့ရှင်း။ရာရာဆင်ပြေမယ်။ခွန်ရာသီဘွားတွေမှာဥတီချက်ပြောင်းပြီးလုပ်တာကြိုးပြီးတဲ့ခီးကံကောင်းမဲငွေချိတ်ကံစေဘကံတိုးတက်မယ်။မင်းရာသီဘွားတွေမှာတော့အရေးပါတဲ့ဆုံးဖြတ်ချက်ချမှတ်နိုင်တယ်။ ကိုယ့်ရဲ့ဒုလားချက်ရွယ်ချက်နဲ့ဘဝရည်မှန်းချက်တွေကိုရှေ့တို့လုပ်ရကောင်းသောအကျိုးဆက်နဲ့တိုးတက်မှုကိုရရှိမယ်။တနည်းဒါကာလအတော်တွေမှာအဝါရောင်ဒိမရောင်တို့တေရောင်တို့ကိုအကျိုးပြရောင်များဖြစ်သောဆွေးနိုင်ပါလေ။အဝါရောင်ပန်းဝင်တွေဖျက်ကတ်လူပါကိုနေပေးမှထားပါသူကြဆိုကောင်းကျင့်ကံတွေရပါလိမ့်မယ်။ယေရှုတည်ပါလေ။